တရက်ထဲမှာကြားဖြန့်တဲ့ပတ်သက်တဲ့သတင်းဖြစ်ပေါ်တိုးတက်မှုတွေကတော်ကိုမြင်းမြန်းဆန်းဆန်းပြောင်းလဲနေပါတယ်ဆိုတော့တချို့သတင်းအချက်အလက်တွေဖြစ်ရတဲ့ကကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ story တွေသတင်းဆောင်မတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အခြေခံပြီးတော့မျှော်လင့်ထားခဲ့ကြပြီးသားဖြစ်ပေမဲ့လို့တချို့ဒီသတင်းဖြစ်ရတဲ့ကတော့ကျွန်တော်တို့ရုပ်တရက်ပေါ်လာပြီးတော့ကျွန်တော်တို့ခန့်မှန်းထားလို့မရတဲ့ကိစ္စမျိုးတွေပါဆိုတော့ဒီမျိုးကိုကျွန်တော်ဒီသတင်းဆောင်မကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောပါမ ပထမတစ်ပိုင်းကတော့ရှက်ကြည်ချမ်းကိုထိုင်းကနေပြီးတော့တရုတ်ကိုပို့လိုက်တာဘာကြောင့်ဒီလောက်မြင်းမြန်းဆန်းဖြစ်လာရတယ်လဲဈာမှာတရုတ်နဲ့ဒီထိုင်းနဲ့ဈာမှာဘာတွေလုပ်ခဲ့တယ်လဲဘာတွေဆွေးနွေးခဲ့တယ်ဆိုတဲ့ကိစ္စရယ်ဒုတိယတစ်ပိုင်းကတော့ဒီအမေရိကန်ကဒီမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေကိုနှိမ်နင်းမှုဆိုပြီးတော့နှိမ်နင်းရေးအဖွဲ့တခုဖွင့်လိုက်တယ်ပြီးတော့ FBI agent တွေကိုလည်းပို့လိုက်တယ်ဆိုတဲ့အကြောင်းပါဆိုဒီအကြောင်းကိုကျွန်တော်နှစ်ပိုင်းခွဲပြီးပြောပါမယ်ပထမဒီဒီကြားဖြန့်ကောင်းဆောင်ရှက်ကြည်ချမ်းနဲ့ပတ်သက်လို့ကျွန်တော်နောက်နောက်ကြောင်းလေးကိုပြန်ပြီးတော့နှွေးရရင် သူ့ကိုဒီ time မှာ2022ခုနှစ်ကလေးကဖမ်းခံထားရတယ်။ဒါပေမဲ့သူကသူ့ကိုသာ time ကနေပြီးတရုတ်ကိုပြန်ပို့လိုက်လို့ရှိရင်ဒါလူခွင့်ရနေမကြည့်ဘူးသူနှိမ့်ဆက်ခံရတယ်။စသဖြင့်ဒီအချက်တွေနဲ့ဒါအခြေခံဥပဒေနဲ့ time ရဲ့အခြေခံဥပဒေနဲ့မညီဘူးဆိုပြီးတော့အတနာခံစားတင်လာတာပေါ့နော်။ဆိုတော့ဒီဟာကို time အခြေခံဥပဒေဆိုင်ရာခုံရုံးကဒါပြီးခဲ့တဲ့အော်တိုဘာ22ရက်နေ့ကမှဒီဟာဟာဥပဒေနဲ့ညီတယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တာပေါ့။ဆိုတော့ဒါကတလမ်တောင်မပြည့်သေးဘူးနော်။အော်တိုဘာ22ဆိုခု November ကျွန်တော်တို့ဒီလလယ်လောက်ရောက်ရောက်တဲ့အချိန်မှာသူ့ကိုပို့လိုက်တာပေါ့ဆိုတော့ဒါဒါဘလောက်မြန်မြန်ဆန်ဆန်ဖြစ်လာရတယ်ဆိုတော့ဟာကိုပြနေတဲ့အချက်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကိစ္စကိုပြီးရင်တော့အသေးစိတ်ကြည့်အောင်ပါနောက်တစ်ခုကကျတော့ဒါအမေရိကန်ကအခုမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေဒီရှစ်တောင်ချမှာရှိတဲ့ကြားဖြန့်တွေအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်တွေကိုနှိမ်နှင်းမှုဆိုပြီးတော့ဒါအဖွဲ့တစ်ခုဖွဲ့တယ်ပေါ့နော်ဆိုတော့ဒါကအမေရိကန်သမိုင်းမှာပြောရရင်တော့ဒါပထမဦးဆုံးပုံစံအဖွဲ့ဖွဲ့တဲ့ပုံစံလို့ကျွန်တော်တို့ဒီမှာပြောလို့ရပါတယ်ဆိုတော့ဒီအကြောင်းအရာကိုလည်းကျွန်တော်တို့ ပြီးရင်အသေးစိတ်လေ့လာရအောင်ကျွန်တော်ပထမဆုံးရှင်းချင်တဲ့အကြောင်းတွေစရအောင်ပါကျွန်တော်သူ့ကိုတော့ဒါ၁၂ရက်နေ့ကထိုင်းနိုင်ငံကနေပြီးတော့တရုတ်နိုင်ငံကိုလွှဲပြောင်းပြေးလိုက်ပါပြီကျွန်တော်သူ့ကိုဒီသူတရုတ်ကိုရောက်သွားတဲ့ပုံကိုလည်းဗီဒီယိုတွေလည်းကျွန်တော်တို့မြင်ရပါတယ်ဆိုတော့သူ့ကိုတော့ကျွန်တော်တို့ရှေ့မှာမြင်ခဲ့ရတဲ့ဒါကိုကန်ကြားဖြန့်ကောင်းဆောင်တွေဖြစ်တဲ့လီယိုအပေါ့တို့မြေချင်းချန်တို့နောက်ပြီးတော့ဒါပြီးခဲ့တဲ့ရက်က ဆိုလို့ရှိရင်ဒါပယ်ဆောက်ချိန်တို့သူတို့လိုပုံစံမျိုးပဲတရားရုံးတင်စစ်ဆေးမယ်ပြီးတော့အဲဒီစစ်ဆေးတာတွေကိုလည်းဒီတရုတ်နိုင်ငံပိုင်မီဒီယာပေါ့နော် CCTV တို့သတင်းဌာနတွေကနေပြီးတော့ထုတ်ပြန်လိမ့်မယ်လို့မျှော်လင့်ရပါတယ်ဆိုဒီကနေပြီးတော့ကျွန်တော်တို့သူ့အကြောင်းတွေသူ့ဘာတွေလုပ်ခဲ့တယ်လဲဒီသူသဖြင့်တော့ဒီ2016 2019ကာလကလေးကမြန်မာနိုင်ငံကိုရောက်ပြီးတော့အဲ့ဒီကာလကလေးကအဲ့ဒီတုန်းကအစိုးရတွေနောက်ပြီးတော့အခုနောက်ပိုင်းဒီ2021စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဒီ ဘုံမူကြီးစောချစ်သူတွေနဲ့ဘာတွေလုပ်ခဲ့တယ်လဲ။သူကသူက2022မှာဖမ်းခံရတာဆိုတော့ဒီကြားထဲမှာသူဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ပိုတိလာရလိမ့်မယ်လို့ဒီမှာကျွန်တော်မျှော်လင့်ရပါတယ်။တကယ်တော့ဒီမှာကျွန်တော်ရှေ့ကရက်စွဲပုံစံကိုပြန်ပြောရရင်အောက်တိုဘာ22ရက်နေ့မှာသူ့ကိုလွှဲပြောင်းပေးလို့ရတယ်ဆိုတော့ကိုထိုင်းခြေကံဥပဒေဆိုင်ရာခုံရုံးကနေပြီးတော့ဆုံးဖြတ်လိုက်တယ်။သူ့ကိုပြန်ပို့တာက November 12ရက်နေ့ပါ။ဆိုတော့ဒါကတလမပြည့်သေးခင်ပြန်ပို့လိုက်တာဖြစ်လို့တရားခဏတယောက်ကိုလွှဲပြောင်းတဲ့ကိစ္စမှာတော်တော်များများဆန်းဆန်း ါဖြစ်တဲ့ကိစ္စဆိုတာမျိုးကျွန်တော်တို့မြင်ရပါတယ်။ဥပမာကျွန်တော်တို့ဒီရှမ်းကျန်းကရှင်းကျန်းကဒီတရုတ်ဝေကားတွေကိုပြန်ထွက်တဲ့ကိစ္စလို့ဆိုအချိန်အတော်ကြာခဲ့တယ်လို့ကျွန်တော်တို့သိထားရပါတယ်။ဆိုဒီကိစ္စမှာဆိုလို့သူတယောက်တည်းကိုရွေးပြောင်းတဲ့ကိစ္စကိုပြောရရင်ဒါကတကယ် high profile ပေါ့နော်။ဟိုနာမည်ကြီးဒီ case မျိုးပေါ့။ဒါဆိုအဲ့ဒီ case မျိုးကိုလောလောကူကူမြင်မြန်ဆန်ဆန်ပဲအ мян ဖြစ်အောင်လုပ်တယ်ဆိုတော့ကျွန်တော်တို့မြင်ရတာပေါ့။ဆိုတော့ဒါကဘာကြောင့်ဒီလောက်မြင်မြန်ဆန်ဆန်ဖြစ်လာရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြားထဲမှာဖြစ်သွားတဲ့အဲတွေးဆောင်ပွဲတစ်ခုရှိပါတယ်။အဲ့ဒါက ကျွန်တော်တို့တရုတ်ဒီရှီချင်းဖြင်းနဲ့ထိုင်းဝန်ကြီးချုပ်အနုတင်တို့တွေ့ကြတဲ့ပွဲပါ။ဒါရိုက်တွေ့ကြတဲ့ပွဲအကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ကြည့်အောင်ပါ။ကျွန်တော်ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့တုန်းကတောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ဒီ32ကြိမ်မြောက်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရည်အဖွဲ့အစည်းသူ့တော် APEC ဆိုပြီးတော့အသိများကြပါတယ်။ Asia Pacific Economic Cooperation ဖြစ်ပါတယ်။ဆိုအဲ့ဒီမှာဒီရှီချင်းဖြင်းနဲ့ထိုင်းဝန်ကြီးချုပ်အနုတင်တို့နှစ်ယောက်တွေ့ကြပါတယ်။တရုတ်အစိုးရဘက်ကအဲ့ဒီတွေ့တဲ့ကိစ္စကိုထုတ်ပြန်တဲ့အထဲမှာ ဘယ်တကလုံးကိုသူတို့ highlight ဒီအသားပေးပြီးဖော်ပြတယ်လဲဆိုတော့စုပေါင်းညီနိုင်ဆောင်ရွက်ရေးဆိုတဲ့စကလုံးကိုအဲ့ဒီမှာပထမဦးဆုံးစာပိုင်းမှာနဲ့ထည့်ထားတွေ့ရတယ်ပေါ့နော်ပြီးတော့ဒေါက်တာတရုတ်ထိုင်းမီးရထိုင်းဆောက်လို့ရေးကိုပို့ပြီးတော့အချိန်မြင့်မယ်ဆိုပြီးတော့အဲ့ထဲမှာပြောထားတာတွေ့တယ်ပြီးတော့ဒါပေမဲ့ဒီနှစ်ယောက်တွေ့တဲ့အထဲမှာတကယ်အဓိကဆွေးနွေးတာကတော့ဒီကြားဖြန့်နိုင်ငံရေးကိစ္စပေါ့နော်ဆိုတော့ဒါကိုတော့သူ့ထုတ်ပြန်ချက်ထဲမှာဆိုလို့ရှိရင်စာပိုင်း၅ပိုင်း၆ပိုင်းမျောလုံးပါမှာဒီ internet scams တွေဒီသူတို့ကဂျာပန်ကိစ္စတွေကိုနိုင်ငံပေါင်းပြီးဘလို့နိုင်နေမယ်ဆိုတဲ့ကိစ္စကိုထည့်ပြီးတော့ဟိုပြောထားတာတွေ့ရပါတယ်။ဆိုတော့အဲဒီမှာတရုတ်အစိုးရထုတ်ပြန်ချက်ထဲကစာပိုက်ကိုအတိအကျကိုကျွန်တော်တို့ဘာသာပြန်ကြည့်လိုက်လို့ရှိရင်တရုတ်သမ္မတရှီကျင်းပင်ကနှနိုင်ငံကြားနေဆက်ဖြတ်ကျော်မှုခင်းများဖြစ်သည့် online လောင်းကစားနှင့် telecon လိမ်လည်မှုများကိုပူးပေါင်းတိုက်ဖြတ်ရန်ကြိုးပမ်းအားထုတ်မှုများမြင့်တင်ကြရန်တိုက်တွန်းခဲ့ပြီးတော့နှုတ်နှစ်ဖက်ပလဲမှုများနဲ့ ူပေါင်းဆောင်ရွက်မှုများအတွက်လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့စော်ဩခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာရေးထားပါတယ်။တရုတ်အစိုးရကဒီကြားဖြန့်ကိစ္စကိုထူးထူးပြောထိုင်းနိုင်ငံနဲ့ပတ်သက်လို့ရောမြန်မာနိုင်ငံနဲ့ပတ်သက်လို့ရောနေဆန်းနဲ့ပတ်သက်လို့ရောဘလောက်ထိအရေးတူရှိတယ်လဲနောက်တစ်ခုကဒီကိစ္စမှာတို့ဘလောက်ပြင်းပြင်းထန်ထန်ကင်တွယ်ဖို့ကြိုးစားတယ်လဲဆိုတော့ကျွန်တော်တို့ဒီဒီနှစ်ထဲမှာပဲပေါ့နော်တရုတ်လုံခြုံရေးဒါဒီတုလုံခြုံရေးဝန်ကြီးဌာနကဒုအဆင့်ပေါ့နော်ဒုတိယအကြီးဆုံးအဆင့်လာလာပြီးတော့ဒီ လေဇက်တစ်ချောင်းမှာကြည့်ခဲ့တဲ့အားကိုကျွန်တော်တို့ကြည့်ရင်သိနိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာတရုတ်အနေနဲ့သူကိုယ်တိုင်တရုတ်ထဲကင်တွယ်လို့မရတဲ့ကိစ္စမျိုးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အပေါ်မှာကိုကန်ကိစ္စကိုပြန်ကြည့်ရင်ကြတော့သူနဲ့နီးနေတယ်ဆိုကြပါဆိုသူဘက်ကတရှိုးတွေလွတ်တယ်ဒါကျွန်တော်တို့ထောက်နိုင်ရတယ်ဆိုတော့ကျွန်တော်တို့သတင်းတွေမှာဖတ်ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကိုဒီဘက်ကိုကန်ဖွဲ့ကတပ်ပစ်လိုက်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်။ဒါပေမဲ့ဒါပေမဲ့ဒီအောက်ဘက်ကြတော့သူကလက်မြေအနေထားကိုဝေးတယ်သူ့အနေနဲ့ကင်တွယ်ဖို့ကလည်းခက်တယ်။မကျွန်တော်တို့ ဒီရှုကုတ်ကိုဘုံမှုရှော့ချစ်သူလို့ဆိုတော့လေတယုတ်ကသူ့လက်အောက်မှာရှိနေတဲ့အဖွဲ့တွေမဟုတ်ဘူးနော်အပေါ်ကျတော့တယုတ်စကားလည်းပြောတယ်နောက်သူ့လက်အောက်မှာလည်းအရင်တုန်းကလည်းရှိခဲ့တယ်သူနဲ့အဆက်ဆံလည်းရှိခဲ့တယ်နောက်ဒီလူတွေရဲ့ဒီဘန်အကောင့်တွေငွေကြေးတွေဆိုတာယွမ်းနေနေပဲပေါ့နော်ပြီးတော့တယုတ်နိုင်ငံထဲမှာပဲအခြေစိုက်ကြတာတယုတ်နိုင်ငံထဲမှာပဲစီးပွားရေးလုပ်ကြတာဆိုတော့ဒါတွေကိုကန့်ကွယ်မှုလွယ်တာပေါ့နော်ဒါပေမဲ့ဒီအောက်ဖက်ကျတော့သူကဒီဘုံမှုရှော့ချစ်သူတွေနဲ့ပတ်သက်ပြီးတော့ဒီရှုကုတ်ကိုလျှောက်လုံးကိုကျတော့သူ့အနေနဲ့တိုက်ရိုက်ကန့်ကွယ်ဖို့ခတ်တာပေါ့ဆိုတော့ဒါကြောင့်မို့လို့သူက မြန်မာအခုကျွန်တော်တို့အာနာသိန်းစစ်တပ်နယ်ရော ထိုင်းအာနာပိုင်းနယ်ရောထိုင်းဆူအောင်နယ်ရောဒီကိစ္စကိုညှိနှိုင်းမှရမယ်အခြေအနေမျိုးပါဆိုတော့ဒါကြောင့်မလို့သူကနှစ်ဖက်စလုံးကိုတွန်းအားပေးနေတယ်ကိုကျွန်တော်တို့မြင်ရတယ်ဆိုတော့ထိုင်းနဲ့ပတ်သက်ပြီးတော့တရုတ်ကဘလို့တွန်းအားပေးတာတွေရှိခဲ့တယ်ကျွန်တော်တို့ဒီမှာပြန်ကြည့်လို့ရပါတယ်ဆိုတော့ဒီနှစ်ထဲမှာကိုကျွန်တော်တို့ထိုင်းဒီရဲတပ်ဖွဲ့တွေမှာပေါ့နော်အချင်းပြစ်ချစားမှုနဲ့ပတ်သက်လို့ဆက်နွယ်နေတယ်ဆိုပြီးတော့ထိုင်းရဲဝန်တန်းကျွန်တော်တို့အကြီးဆုံးဆိုလို့ရှိရင်အကြီးတန်း ရဲချုပ်အစင်ကနေပြီးတော့ဒီဝင်နှန်းတွေအစင်ဒီပေါ့နော်ဒီရဲဝင်နှန်းစုစုပေါင်း200ကျော်ဆိုပြီးတော့သူတို့ထုတ်ပြန်ချက်ထဲမှာကျွန်တော်တွေ့ရပါတယ်200ကျော်ကိုအရေးယူထားတယ်ဆိုတော့ဒီထက်မှာဆိုလို့ချင်းအကြီးတန်းရဲချုပ်2ယောက်ပါတယ်ပြီးတော့ကျန်တာတွေကတော့အောက်ကအစင်တွေပေါ့နော်အစင် level အစင်စင်ကိုသူတို့အရေးယူထားတာတွေ့တယ်အဲ့တချို့ဆိုလို့ချင်းအချင်းပြေချာချာမှုနဲ့တရားရင်ဆိုင်နေရတယ်တချို့ဆိုလို့ချင်းယာထုဆိုင်ငံထားတချို့ဆိုရင်ယာထုကလည်းဖြုတ်ခံထားဒါထိုင်းနိုင်ငံ တဲမှာရဲတပ်ဖွဲ့တွေမှာဖြစ်နေတာပေါ့နော်။ဆိုတော့ဒီမှာကျွန်တော်တခုမြင်မိသေးတာကအခုဒီတရုတ်ရဲ့ဖိအားကြောင့်မလို့ထိုင်းအစိုးရတဲမှာရောထိုင်းရဲတပ်ဖွဲ့တွေမှာရောဒီလိုမျိုးကျွန်တော်တို့အရေးယူမှုတွေဆိုင်းငံ့မှုတွေအလုပ်ဖြုတ်တာတွေမြင်နေရတာပေါ့နော်။ဆိုတော့ဒီကိစ္စကအရင်ဝန်ကြီးချုပ်ကျွန်တော်တို့ပေထုံတန်းပေါ့နော်။ဒီကမ္ဘောဒီးယားဟွန်ဆန်သူနဲ့စကားပြောတဲ့ကိစ္စကို line မတင်နိုင်ဒါမလို့ပြုတ်သွားတဲ့ဒါဝန်ကြီးချုပ်ပေါ့ပေထုံတန်းသက်ရှင်ရဲ့သမီးဆိုတော့သူဒါအခုအချိန်တွေမှာထိုင်းမှာဝန်ကြီးချုပ်ဆက်ဖြစ်နေအောင်မယ်ဆိုလို့ရှိရင် အခုလိုမျိုးအပြောင်းလဲတွေဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့အဲ့လိုမြင်မိပါတယ်ဆိုတော့ထိုင်းသတင်းစာတွေကအာဘော်တွေကလည်းဒီသဘောမျိုးကြီးကြတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ပေထုံတန်လက်ထက်တုံးကလေးကပဲအခုချဲချဲကျန်းကိုလွှဲပေးဖို့တရုတ်ကတောက်လျှောက်တောင်းဆိုနေခဲ့တယ်ပေါ့ဆိုတော့ဈာမှာအချိန်လေးအကျန်းကြာပြီးတော့အလုပ်မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့အနုတင်လက်ထက်မှာချဲချဲကျန်းကိုအခုပြောင်းဒီလွှဲပြောင်းပေးလိုက်တယ်ပြီးတော့အရေးယူမှုတွေဖြစ်လာတယ်ဆိုတော့ပြောရရင်တော့ပေထုံတန်လက်ထက်မှာဆိုရင်ဒါတွေဟာဖြစ်ချင်မှဖြစ်လိမ့်မယ်ကျွန်တော်တို့ဒီမှာကျွန်တော်မြင်မိပါတယ် တို့ဒါကတော့ဒါ time ပဲပေါ့နော်မြန်မာစစ်တပ်ပဲကြတော့ကျွန်တော်တို့ပြုတ်ဖိအားကြောင့်ကျွန်တော်တို့ဘာတွေမြင်ရတယ်ပေါ့နော်ဆိုတော့အတိတအကျဆုံးအချက်ကတော့ဒါ KK ဘက်ကို KNU နဲ့ KNU လက်အောက်မှာရှိတယ်ဆိုပြီးတော့အဲ့ဒီဆွဆွဲချက်နဲ့ဒါသူကတောက်လျှောက်ဖြိုခွင်းမှုတွေလုပ်နေတာပေါ့အခုဘုံကျဲမှုတွေလုပ်နေတယ်ဒီစစ်တပ်ကလည်းမြန်မာစစ်တပ်ကလည်းတောက်လျှောက်ထုတ်ပြန်နေတာတွေ့တယ်ဒါဒါနဲ့ပတ်သက်ပြီးသူတို့ဘလို့အရေးယူနေတဲ့အကြောင်းဒီဖုန်းတွေကွန်ပျူတာတွေစတာလင်တွေတိမ့်နေဆိုတဲ့အကြောင်းတောက်လျှောက်ထုတ်ပြန်နေတယ်ပေါ့နော်ဆိုတော့တကယ်တကယ်မြေပြင်မှာတော့သူတို့ဖောက်ခွဲတဲ့လောက်လဲ မပြည့်စည်သေးဘူးဆိုပြီးတော့ကျွန်တော်တို့နေပြည်တော်တွေကသိရပါတယ်။ဒါပေမဲ့ဒါကဘာကိုပြနေတယ်ဆိုတော့တရုတ်ကဒီအာနာဒိစ်စတက်ကိုနောက်ကိုရနေတကယ်ဖိအားပေးနေတယ်ဆိုတော့ကျွန်တော်တို့ဒါမြင်ရပါတယ်။ဘာလို့လဲဆိုတော့ပြန်မပေးပဲဒီနေရာတွေကိုဒီ BGF နေချောင်းတက် BGF နဲ့ပူပေါင်းပြီးတော့ဒီလိုဖောက်ခွဲမှုတွေအာဝင်စီးမှုတွေလုံးမလုံးဝမဟုတ်ပါဘူး။ပြီးတော့ဒီနေရာမှာ chain to ကြည့်စီခြင်းနဲ့နောက်ထပ်တစ်ချက်ကတော့ ထိုင်းဒီကျွန်တော်တို့အခုရှကုတ်ကူဟာမြန်မာနိုင်ငံနယ်နိမိတ်ထဲမှာရှိတယ်ပေါ့နော်ဒါ BGF ကနေထိန်းချုပ်ထားတယ်ပြီးတော့ DKPA ဒီဘက်မှာလည်းရှိတယ်ပေါ့နော်ဆိုတော့သူတို့ကမြန်မာနိုင်ငံထဲကနေလှုပ်ရှားကြတာဒါပေမဲ့ဒီကိစ္စကိုပဲအခုထိုင်းမှာရဲတပ်ဖွဲ့ဝင်200ကျော်ဒါအမှုတင်လောက်အောင်မှာဒီလိုတွေတရားရင်ဆိုင်နေရတယ်ဖြုတ်ထုတ်ထားပြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါကမြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်ဒါကကေဘတ်ကိုဖောက်ဖောက်ခွဲခံရတော့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံထဲမှာဘလောက်အထိအကျင့်ပြချစားမှုတွေရှိနေလဲဆိုတော့ကျွန်တော်တို့ တွေးကြည့်လို့တော့မရဘူး။ဘာလို့လဲဆိုတော့ timer မှာဒါတလောက်ပါနေလို့ရှိရင်ဒီနေကြားဆောင်ဒီပုံမှန် socket တို့နဲ့ဆက်နွယ်နေတဲ့အဖွဲ့ပြီးတော့ဒီအထူးသဖြင့်တော့ဒါကာကွယ်ရေးနေဆက်နေဆက်နေဆက်ရေးရတဲ့လုံခြုံရေးပေါ့နော်။အဲ့ဒီဝန်ကြီးဌာနအောက်မှာဘလောက်ထိအချင်းပြချစားမှုလို့ရှိနေတယ်လဲကျွန်တော်တို့မသိနိုင်ဘူး။တကယ်လို့ဒါအခုအချိန်ကဆက်အာဏာရှင်လက်ထက်မဟုတ်ဘဲနဲ့ရသအစိုးရလက်ထက်ဆိုလို့ရှိရင်တော့ဒီကိစ္စတွေကိုအရေးယူမှုတွေဒုံသစေမှုတွေတစုံတရာကျွန်တော်တို့ရှိကောင်းရှိတာမျိုးမြင်ရနိုင်ပါတယ်။ဒါပေမဲ့အခုကျတော့ စံလာရှင်လက်တဖြစ်နေတယ်ဗိုလ်မှူးကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်းကိုတိုင်ဒါဗိုလ်မှူးကြီးဆော့ချစ်သူဗွေတွေပြေးတော့ကျွန်တော်တို့မြင်ရတော့ကျွန်တော်ကျွန်တော်မြန်မာနိုင်ငံမှာဒီကကီဘတ်ကိုဖောက်ခွဲတာအပြင်တခြားဒီကြားဖြန်နဲ့ပတ်သက်ပြီးတော့အရေးယူမှုကျွန်တော်အခုချိန်ထိတော့တခုမှမတွေ့ရသေးပါဘူးပြောရရင်တော့အတိုင်းမှာ200ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီထက်အစားပေါင်းများစွာပို့ပြီးတော့အချင်းပြချစားမှုတွေမှာပါနေနိုင်ပါတယ်ဆိုတော့ရှင်းချစ်ချမ်းတရုတ်ကိုဒီလောက်ထိမြန်မြန်ဆန်ရောက်သွားတာကရှီချင်းပြင်းတဲ့အနုတင်တို့ရဲ့တွေးဆမှုနောက်ပိုင်းမှာ ဖြစ်လာတဲ့ကိစ္စတွေကအရေးကြီးတဲ့ကိစ္စပါ။ဆိုတော့အခုရှက်ချစ်ကျန်းကတရုတ်ကိုရောက်တော်ပြီပေါ့နော်။ဆိုတော့ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဟိုအနေငယ်တော့ခံမှန်းကြည့်လို့ရပါတယ်။ဆိုတော့ဘာလို့လဲဆိုတော့အရှိမကျွန်တော်တို့မြင်ခဲ့ရတဲ့လီဝါပေါတိုမြေချင်းချန်တို့ဘူမူကြီးဝေဆန်းတို့ဒီလူတွေကိုတရုတ်ကလုတ်တယ်လို့မျိုးပဲပြားရင်ဆိုင်ရမယ်။ဒါတွေကိုကျွန်တော်တို့ဒီ CCTV တို့သတင်းဌာနတွေကထုတ်ပြန်ထုတ်ထုတ်ပြန်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်။ဆိုတော့ဒါပေမဲ့ရှက်ချစ်ကျန်းကိစ္စကဒီလီဝါပေါတိုမြေချင်းချန်တို့ဒီကိုကန့် ကြားဖြန်ခေါင်းဆောင်နေနဲ့နည်းနည်းကွဲတယ်လို့ကျွန်တော်ဒီမှာမြင်ပါတယ်။ဆိုဘာလို့လဲဆိုတော့ဒီလီယောပေါ့တို့ဘာလို့ဆိုတော့ကဒီလုပ်ငန်းတွေကို2019နောက်ပိုင်းမှာမှစပြီးတော့အသက်မပြေသေးတဲ့သူတွေကိုခိုင်းစေတာတွေလူကုန်ကူးမှုတွေက2019နောက်ပိုင်းမှာမှကိုကံပေါ်မှာစခဲ့တာဒါသူတို့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့အချက်လက်တွေပါနော်။ဆိုတော့ရှက်ချစ်ချန်းကတော့2014ခုနှစ်ကတည်းကပဲဒါသူ့မွေရံပြီပေါ့နော်။ဟူနန်တီနယ်မှာတရုတ်ရှိုးကသူ့ကိုအမှုဖွင့်လာခဲ့တာ ဒါလိန်လယ်မှုတွေနဲ့ပေါ့နော်အမှုဖွင့်တာပြဆိုတော့သူကိစ္စကိုပြန်လိုက်မယ်ဆိုလို့ရှိရင်ဒီကိုကန့်ကြဖြန်ကောင်းဆောင်လို့တက်ပို့ပြီးတော့နည်းနည်းတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒီမှာနောက်တစ်ခုရှိသေးတာကဒီကြားထဲမှာ2014လောက်ကသူ့ကိုအမှုဖွင့်ခဲ့တယ်သူမွေးရမြေဦးနှံပြည်နယ်ပြည်ုပ်နိုင်ငံဦးနှံပြည်နယ်မှာအမှုဖွင့်ခဲ့တယ်ပြီးတော့သူကဒီဘက်ကိုရောက်လာတယ်ပြီးတော့တရုတ်နိုင်ငံလေးကိုဒီကြားထဲမှာပဲသူပြန်သွားခဲ့သေးတာဟုတ်2019ခုနှစ်2018နှစ်တည်းမှာသူခဏခဏပြန်သွားခဲ့တယ်ဆိုပြီးသူကိုယ်တိုင်ပြောထားတာပြီးတော့သူသူကတော့သူ့ကိုယ်သူ ော်တရုတ်ရဲ့စပိုင်ဆိုပြီးတော့လည်းပြောပြောခဲ့တာမျိုးတွေရှိတယ်ဗောနော်ဒါတွေကတော့ကျွန်တော်တို့အတိအပြုလို့မရဘူးကျွန်တော်ဒီသူအမှုဖွင့်ကန်ထားရတဲ့သူက2014လုံးကအမှုဖွင့်ကန်ထားရတဲ့သူကတရုတ်နိုင်ငံနဲ့ကိုနောက်ပိုင်းမှာပြန်သွားလို့ရတယ်ဆိုတော့ဒီထက်မှာတရုတ်စီးပွားရေးတမားတွေတရုတ်ဒီအရာရှိတွေဝန်ထမ်းတွေပါမနေဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးဆိုတော့ဒီကိစ္စကကျွန်တော်တို့ဝေဆန်းလို့ကုကန်ဒီကြားဖြန့်ခေါင်းဆောင်တွေတပို့ပြီးတော့ နှက်ဆိုင်နှက်ဆိုင်ပါလိမ့်ပြီးတော့နည်းနည်းပါလိမ့်မယ်ဆိုပြောရရင်တော့ရွှေချစ်ကျန်းရဲ့ပြစ်မှုကအခုနောက်ကိုကန့်ကြားပြန်ကောင်းဆောင်တွေတက်ပို့ပြီးတော့ပြစ်ဒဏ်ကြီးမယ်လို့ကျွန်တော်ဒီမှာယူဆပါတယ်ပြီးတော့ဘာလို့လဲဆိုတရုတ်နိုင်ငံသားတွေလူကုန်ကူးခံရတဲ့ကိစ္စတွေလည်းအများကြီးပဲရွာပေါင်းများစွာဆုံးရှုံးနေဆိုပြီးတော့တရုတ်ကလည်းပြောထားတယ်ဆိုတော့ဆိုတော့သူကတေဒန်အထိကြခံနိုင်ကြတော့ဒီမှာရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီလိုဆိုရထုတ်ပြန်ချက်ကိုလည်းကျွန်တော်တို့ချက်ချက်ကျန်းနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ကြဖို့ပဲရှိပါတော့ ဆိုတော့ကျွန်တော်တို့ဒီနေ့သတင်းဆောင်မရဲ့ဒုတိယပိုင်းကိုဆက်ရအောင်ပါဆိုတော့ဒီမှာဒုတိယပိုင်းလို့ကျွန်တော်ပြောထားပေမဲ့ဒီကျွန်တော်ရှိကပြောလို့ရှင်းချင်တယ်လေကျွန်တော်ဒီတဖုံသွားပြီးတော့သက်ဆိုင်နေပါတယ်ဘာလို့လဲဆိုအခုအမေရိကန်အစိုးရကဒီအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးတော့ဗောနော်နှိမ်နှင်းအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးတော့ရှစ်တောင်မှာရှာမှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုနှိမ်နှင်းမယ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်ကိုင်းကိုလည်းနှိမ်နှင်းမှုဒီအဖွဲ့ဖွဲ့လိုက်တဲ့အကြောင်းပါဆိုတော့ဒီအဖွဲ့ကိုတော့သူတို့နာမည်ပေးထားတာကမြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့အဖွဲ့ကိုတော့ဒါ strike force ဘာမှဆိုပြီးတော့နာမည်ပေးထားတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီအဖွဲ့အစည်းအကြောင်းနဲ့အရှိတောင်အရှာကဒီကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းမဲ့အကြောင်းကိုမနေ့ကဒီသတင်းစာရှင်းလင်းပွဲတွေကိုလုပ်ခဲ့ပါတယ်ဆိုတော့ဒီသတင်းစာရှင်းလင်းပွဲမှာဒီ DC ရှေ့နေပေါ့နော်ဂျနီပီရိုဆိုတဲ့အမျိုးသမီးကအသေးစိတ်ရှင်းပြခဲ့ပါဆိုတော့သူပြောကြားချက်ကဒီ American Soya သူပြောကြားချက်ကိုပေါ့နော် American Soya ကနေပြီးတော့အပြည့်အစုံဒီစာရေးပြီးတော့ထုတ်ပြန်ထားတယ်ကျွန်တော်တွေ့ပါတယ်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော် တကယ်တကယ်လို့ဒီနေ့တနေ့လုံးမနက်ကနေပြီးတော့လောက်လျှောက်ထိုင်ဖက်နေတာပေါ့နော်ပို့ပြီးတော့နားလည်သွားအောင်ဆိုပြီးတော့ဆိုအဲ့ဒီဒီထုတ်ပြန်ချက်ရဲနောက်ပြီးတော့အဲ့ဒီဂျနင်းပီရိုမျိုးသမီးပြောတဲ့ကိစ္စတွေကိုကျွန်တော်တို့မပြောခင်ပါဆိုဒီဟာနဲ့ဒိုက်ရိုက်ပတ်သက်နေတဲ့နောက်ထပ်ကိစ္စတစ်ခုလည်းရှိပါတယ်အဲ့ဒီကြောင့်ကိုအရင်ဆုံးပြောအောင်ပါအဲ့ဒါက DKBA ကို American Soya ကစီးပွားရေးပိတ်ဆို့မှုလုပ်လိုက်တဲ့အကြောင်းပါဆိုမနေ့ကဒီ November 12ရက်နေ့မှာ American Soya ကဒီ DKBA အဖွဲ့နဲ့အဲ့ဒီအဖွဲ့ရဲ့ပြီးတော့အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင် နေရပေါ့နော်ခေါင်းဆောင်လေးခုရေခုစီးပွားရေးတန်ခတ်ပိတ်ဆို့မှုလုပ်လိုက်ပါတယ်ဆိုတော့ဒီကဒါကဘာလို့ထူးခြားသလဲဆိုတော့ကျွန်တော်တို့ဒီရွှေကုတ်ကိုကရင်ပြည်နယ်ကကြားဖြန့်နေအကြောင်းကိုပြောလို့ရှိရင်အများစုမြင်ကြတာရွှေကုတ်ကိုမြင်နေဗိုလ်မှူးဆော့ချစ်သူကိုမြင်နေ BGF ကိုမြင်ကြတာပေါ့နော်ဆိုတော့ဒါမဲ့ဒီ DKB ကဒီနေရာမှာပြောရရင်တော့ဒိုင်းရှိုးသဘောမျိုးပေါ့နော်လုံနေကြတာကြာလှပါတယ်ဆိုတော့ဆိုကြပါဦးကျွန်တော်တို့ရွှေကုတ်ကိုဘက်ကနေပြီးတော့ပြောင်းသွားတယ်ဆိုတော့လူတွေဒီ DKB ထိန်းချုပ်တဲ့နေရာကိုရောက်တယ်ဆိုတော့မျိုးကျွန်တော်တို့တောက်ချောက်သိနေကြရတာပေါ့နော်ဆိုတော့ဒါမဲ့ အမေရိကန်ကလည်းကျွန်တော်တို့သူ့ထုတ်ပြန်ချက်တွေထဲမှာဆိုရင်ရှက်ချစ်ကျန်းကိုထည့်တယ်ဘူမူရှော့ချစ်သူကိုထည့်တယ်သူမိသားစုဝင်တွေကိုထည့်တယ်ဒါမှမဟုတ် DKBA ဆိုတဲ့နာမည်ကိုကျွန်တော်ကတောက်လျှောက်ဖော်ပြခဲ့တာပေါ့ဒီချိန်မှမရှိခဲ့ဘူးပေါ့ဆိုတော့အခုမှစပြီးတော့ DKBA ကိုဒါဒီစီဝိုင်းပရိရှုံလောက်တာပေါ့နော်ဆိုတော့ DKBA အပေါ်ဝင်သူ့ရဲ့ကောင်းဆောင်၄ယောက်ဆိုပြီးတော့သူထုတ်ပြန်ချက်ထဲမှာပါတယ်ဆိုတော့အဲကောင်းဆောင်တွေကတချို့တော့ကျွန်တော်တို့နာမည်တွေရင်းနှီးကြပြီးတာဖြစ်ပါလိမ့်မယ်ဆိုတော့ DKBA စူးစီးကြတာ Source D ပြီးတော့ ဒါတီထောင်တဲ့လူပေါ့နော်စိုင်းကြော်လာပြီးတော့စောစိန်ဝင်ပြီးတော့မီဒီယာတွေမှာဖြည့်နေတဲ့စောဆန်းအောင်ဟိုဒီလူတွေကိုစီးပွားရေးပိတ်ဆို့လောက်တာပါဆိုတော့သူတို့နဲ့အတူနောက်ထပ်ထိုင်းနိုင်ငံသားတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံသားတယောက်လည်းပူးတွဲပြီးပါနေတာကျွန်တော်ထုတ်ပြန်ချက်ထဲမှာတွေ့ပါတယ်ကျွန်တော်နောက်တစ်ခုကကျတော့ဒါထိုင်းမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီပေါ့နော်ကုမ္ပဏီနှစ်ခုကိုလည်းဒါ DGB နဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီနှစ်ခုကိုလည်းဒီစီးပွားရေးတန်ခတ်ပိတ်ဆို့လောက်ထားတာကျွန်တော်တွေ့ရပါတယ်ဆိုတော့တခုလုံးကိုကျွန်တော်တို့ခြုံကြည့်လိုက်ရင်တော့အရင်ဆုံးကတော့ Green Pine လို့ပြောလို့ရှိရင် ဒီဘုံမှုဆော့ချစ်သူကိုမြင်ရမယ်ရှုကုတ်ကိုတည်ကြမယ်ဒီသူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့ community တွေအကြောင်းကို American ရဲ့ထုတ်ပြန်ချက်ထဲမှာတွေ့ရတယ်သတင်းဌာနတွေထုတ်ပြန်ချက်ထဲမှာရေးသားချက်တွေထဲမှာကျွန်တော်တို့မြင်ရတယ်ပေါ့နော်အခုတော့ Grand Binel လို့ပြောလို့ရှိရင် BGF ဘုံမှုဆော့ချစ်သူတို့အပါဝင်အခု DKB ကိုလည်းတွဲပြီးပါလာပြီဆိုတဲ့အိမ့်ပဲပါပဲအခုတော့ကျွန်တော်တို့ American ဆိုရကြားဖြန့်မြန်မာနိုင်ငံကကြားဖြန့်တွေကိုနှိမ်နှင်းမဲ့အကြောင်းပြောသွားတဲ့သတင်းစာရှင်းလင်းပွဲနဲ့ထုတ်ပြန်ချက်အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါ ကျော်ဒီတင်းစားရှင်နေမှာအဲ့ဒီအမေရိကန်ရှိနေဂျနီးပီရိုဆိုတဲ့အမျိုးသမီးပေါ့နော်သူပြောသွားတဲ့အထက်မှာအတုံးလုံးတစ်ခုပါပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒါကြားဖြန်ဆိုပြီးတော့ကျွန်တော်တို့ဒီတရုတ်စကားလုံးကိုမြန်မာမှုပြုထားတာပေါ့နော်ကြားဖြန်ဆိုတဲ့စကားလုံးကို workshop ပြောနေတာဆိုတော့အင်္ဂလိပ်လိုတော့ကျွန်တော်တို့ scam center ဆိုပြီးတော့သူတို့ပြောကြတယ်ဒါလိန်လေတဲ့ဌာနတွေပေါ့နော်အဲ့လိုမျိုးပြောကြပါတယ်ဆိုတော့သူကသူ့တင်းစားရှင်နေမှာဒေါက်ရှော့တုံးသွားတာက scam center ဆိုတဲ့အတုံးလုံးဆိုတာမျိုးထက်သူကအဲ့ဒီဟာတွေကိုညှင်းညွှန်းနေ အင်္ဂလိပ်သုံးလုံးပေါ့နော်သူကဘာသုံးလဲဆိုတော့ Chinese Crime Syndicate ဆိုပြီးတော့သုံးပါတယ်ဆိုတော့ဘာသာပြန်ရင်တော့ကျွန်တော်တို့တရုတ်ညာဇဝတ်ဂိုင်းကြီးတွေဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်ရမှာထင်ပါတယ်ဆိုတော့အဲ့ဒီ Chinese Crime Syndicate ဆိုတဲ့အသုံးလုံးကိုသူခဏခဏထည့်ပြောပါတယ်ဆိုပြောရရင်တော့ Scam Center ဆိုတဲ့အသုံးလုံးတက် Chinese ဆိုတဲ့စကားလုံးပါတာကိုသူကအမြဲတမ်းသုံးတော့ကျွန်တော်တို့ဒီမှာတောက်လျှောက်တွေ့ရတယ်ပေါ့နော်ဆိုတော့ပြီးတော့သူကဒီကြားဖြန့်လုပ်ငန်းတွေဘလို့အလုပ်လုပ်နေတယ်လဲဆိုတဲ့ဟာကိုကျွန်တော်ကျွန်တော်တို့ကတော့ပုံမှန် တို့မြန်မာနိုင်ငံကလူတွေကတော့အမြင်နဲ့ဒီကြားဖြန့်ဒီ online မှာလိန်ခံရတယ်။နောက်ဒါ pay တွေကလည်းလိန်ခံရတယ်ဆိုတော့သူတို့ဘယ်လိုလိန်လဲဆိုတော့အများစုကတော့ရင်းနှီးနေကြတော့ကျွန်တော်ဒါပေမဲ့ဒီထက်မှသူပြောသွားတယ်ဆိုလို့ရှိရင်ဒီနည်းနည်းဘာမှမသိသေးတဲ့လူတွေကိုရှင်းပြတယ်လို့ရှင်းပြသွားတယ်။မနောဖုန်းတွေကို message တွေဝင်လာတယ်။ messenger တွေကို message တွေဝင်လာတယ်။အဲ့ဒီကနေစကားပြောတယ်တချို့ဆိုရင်ချစ်ချစ်တယ်ကြိုက်တယ်ပုံစံမျိုးဟန်ဆောင်တယ်စသဖြင့်ပေါ့နော်။အဲ့ဒီကနေပြီးတော့ငွေတွေလိန်သွားတယ်ဆိုတော့အသေးစိတ်ရှင်းပြတာကျွန်တော်အဲ့ဒီသူ့တင်စားရှင်းနေမှာတွေ့တွေ့လိုက်ပါတယ်။ဆိုပြောချင်တာတော့ ဒီအမေရိကန်မှာရှိတဲ့တချို့အမေရိကန်နိုင်ငံသားတွေကဒီဟာနဲ့ပတ်သက်ပြီးတော့တိတ်မရင်းနှီးကြသေးတဲ့ပုံစံပါပဲကျွန်တော်ရှိမှဒီကြားဖြတ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေမှာပြောခဲ့မှုတဲ့ကိစ္စတွေခုရှိပါအဲ့ဒါကအမေရိကန်ဟာဒီကြားဖြတ်နေနဲ့ပတ်သက်လို့အဲ့လောက်ထိအရေးစိုက်ရလိမ့်မယ်အာယုံစိုက်ရလိမ့်မယ်တိတ်ပြင်းထန်ဖို့မရဘူးဆိုပြီးတော့ထင်းခဲ့ပုံရပါတယ်အစောပိုင်းတွေတော့ပါဘောနော်သူတို့ထင်းမယ်ဆိုလဲတင်ကြရှိပါဘာလို့လဲဆိုတော့ကြားဖြတ်နေရဲ့အဓိကပြစ်မှတ်ကတရုတ်နိုင်ငံအစောပိုင်းမှာတရုတ်နိုင်ငံဖြစ်ခဲ့တာ哦ကျွန်တော်တို့ ဒီပဲဆောက်ချိန်တို့ဒီဝေဆန်းတို့ရဲ့ထုတ်ပြန်ချက်တွေသူတို့ရဲ့ထွက်ဆိုချက်တွေမှာတွေသူတို့အဓိကပြစ်မှတ်ကဒီတရုတ်လောင်စာသမားတွေတရုတ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားခဲ့တာကျွန်တော်အစောပိုင်းမှာကျွန်တော်တို့တရုတ်အစိုးရပဲထုတ်ပြန်ချက်တွေရောနောက်အခုကျွန်တော်ပြောတဲ့ USMP လို့အဖွဲ့မျိုးကထုတ်ပြန်ချက်တွေရောမှာသူတို့ရဲ့အဓိက target ကတရုတ်နိုင်ငံသားတွေကျွန်တော်အမေရိကန်ကလည်းဒီကိစ္စမှာအလောက်ထိအာရုံစိုက်ခဲ့တယ်လို့ကျွန်တော်ဒီမှာမမြင်ရပါဘူးကျွန်တော်ဒါပေမဲ့2000 2020နောက်ပိုင်းပေါ့နော်2021 2022ကျွန်တော်အဲ့ဒီမှာသတင်းဒီဒီဥရောပသတင်းဌာနတွေမှာရောအမေရိကန်ဒီပြည်တွင်းသတင်းဌာနတွေပေါ့နော်ကျွန်တော်တို့သတင်းဌာနကြီးတွေပုံပန်နေပြည်တွင်းသတင်းဌာနကလေးတွေမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တစုံတစားတွေစဖတ်လာတယ်ပေါ့နော်အမေရိကန်ဘယ်ပြည်နယ်ကဘယ်သူမှာတော့ online မှာဘယ်လောက်လိမ့်နေခံလိုက်ရပါတယ်ပြီးတော့ကျွန်တော်တို့အင်္ဂလန်မှာဆိုရင်လည်းဘယ်ဘယ်မိသားစုကတော့ crypto တွေလိမ့်ခံလိုက်ရပါတယ်ဆိုတာမျိုးကျွန်တော်တို့တစားတစားကျွန်တော်တို့စပြီးတော့ကြားလာတယ်ပေါ့နော်ဥရောပမှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့ ဟိုပြင်သစ်ဂျာမနီစပိန်အင်္ဂလိပ်စတဲ့ပြင်ပေါ့နော်ဒီနိုင်ငံတွေမှာဘယ်အသက်ကြီးရွယ်ဟိုဒီဒီဇုံတွဲစတဲ့ပြင်ပေါ့နော်အဖိုးကြီးအဖွားကြီးတွေလိန်ခံလိုက်ရတယ်ဆိုတော့ကျွန်တော်တို့တစားတစားဖတ်လာတယ်ဆိုတော့ဒါက2021နောက်ပိုင်းမှာမှာအမေရိကန်ဥရောပဒီကြောမှာဒီကိစ္စတွေစပြီးတော့ဟိုတွင်တွင်ကျယ်ကျယ်ဖြစ်လာတာကိုတွေ့ရတယ်ပေါ့ဒီတော့မှာဒါအမေရိကန်ကလည်းစပြီးတော့နည်းနည်းတက်လှမ်းခံလိုက်ရတယ်လို့ဖြစ်တယ်လို့ကျွန်တော်ဒီမှာမြင်ရပါတယ်ပြီးခဲ့တဲ့နှစ်2024တုန်းကဆိုလို့ရှိရင်ဒါ အမေရိကန်အစိုးရကထုတ်ပြန်ချက်တည်းမှာဆိုဘီလီယံပေါင်းများစွာဒါအမေရိကန်ပြည်သူတွေဆုံးရှုံးခဲ့တယ်ဆိုပြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနှစ်တည်းမှာဆိုလို့ရှိရင်အမေရိကန်သတင်းစာတွေကပိုင်တောင်ရေးကြတယ်ဆိုတော့အမေရိကန်ပြည်သူတွေဆုံးရှုံးတဲ့ဒီဘီလီယံပေါင်းများစွာဟာဒီ GDP လို့ခေါ်တဲ့အသရင်ထုတ်လုပ်မှုတန်ဖိုးပေါ့နော်တိုင်းပြည်တွေဘယ်လောက်ဆင်းရဲတယ်ချမ်းသာတယ်ဆိုတော့တိုင်းတာလို့ရတယ်ဟာအဲ့ဒီအပေါ်မှာတော့သွားပြီးထိခိုက်တယ်ဆိုပြီးတော့ရေးလာပြောလာကြတော့တွေ့ရပါဆိုတော့ဒီတော့မှအမေရိကန်အနေနဲ့လည်းဒါတစ်ခုခုလုံးမှရရမယ်ဆိုပြီးသဘောပေါက်ပုံရပါတယ်ဒါကြောင့်မလို့ကျွန်တော်2024 ဒီဒီဒီနေမှာပေါ့နော်2025မှာကျွန်တော်တို့ရှေ့ကြီးကျန်းတဲ့ပတ်သက်ပြီးတော့ရောဆော့ချစ်သူနဲ့ပတ်သက်ပြီးတော့ရောအမေရိကန်ဘက်ကအရေးယူမှုတွေပြောဆိုမှုတွေပိတ်ဆို့မှုတွေတောက်လျှောက်လုပ်လာတာကိုကျွန်တော်တို့မြင်ရတာပေါ့ဆိုတော့ဒီမနိုင်ခင်တုန်းကကျွန်တော်တို့ဒါတွေမသိခဲ့ရဘူးအမေရိကန်ဒါတွေလုတ်ခဲ့တော့မတွေ့ရဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရှေ့ကြီးကျန်းတို့ဘူမူဆော့ချစ်သူတို့ဒင်းပေးလာဆိုမဟုတ်ဘူးပေါ့နော်ကျွန်တော်ကမ္ဘောဒီးယားမှာချမ်းကြီးလိုမျိုးဒါဟွန်ဆန်ရဲ့အကြံပေးဖြစ်ခဲ့တဲ့လူမျိုးကိစ္စလိုတော့အမေရိကန်ကဒါစီးပွားရေးပိတ်ဆို့မှုလုပ်တယ်သူရဲ့ပိုင်ဆိုင်မှုတွေကိုပိတ်ပိနေတယ်ဆိုတော့ကျွန်တော်တို့မြင်လာရပါကျွန်တော်ဒီကိစ္စမှာ အမေရိကန်ကဒါပြောရရင်တော့ပြင်းပြင်းထန်ထန်စပြီးကင်တွယ်တော့မယ်ဆိုတာမျိုးကျွန်တော်တို့ဒီမှာခံမှန်းလို့ရပါတယ်။သတင်းစာရှင်းလင်းပွဲမှာဒီရှင်းနေအမျိုးသမီးဂျနင်းပီဘူပြောသွားတဲ့အထဲကသကလုံးနှလုံးကိုကျွန်တော်ကျွန်တော်တို့သတိထားကြည့်အောင်ပါ။အဲ့ဒါက National Security Problem နဲ့ Homeland Security Problem ဆိုတဲ့သကလုံးမှာကျွန်တော်တို့ဘာလို့ဒီစကလုံးကအရေးကြီးတယ်လဲဆိုတော့သူတို့ဒီ National Security ပြည်ထောင်စုတို့ Homeland Security တို့စတဲ့သကလုံးတွေကိုပြောလာပြီဆိုလို့ရှိရင်ဒါက FBI ပါလာပြီဆိုတော့အတိတ်ပဲပါပဲဆိုတော့ကျွန်တော်တို့ဟိုအခုသူတို့ scam ဒီ center strike force ဆိုတဲ့ဖွဲ့ဖွဲ့တယ်ပေါ့နော် scam center strike force ကတော့အရှိတောင်အရှာတနိုင်ဒီ data တစ်ခုလုံးမှာရှိတဲ့ဒီကြားဖြန်နေနဲ့ပတ်သက်ပြီးတော့နှိမ်နှင်းမဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့တွေမှာဘယ်သူတွေပါမလဲဆိုတော့ American ဒီတရားရေးဌာနပါမယ်ပြီးတော့ FBI ပါမယ်ပြီးတော့ American Sherwood Agency ပေါ့နော်အင်္ဂလိပ်လိုတော့ United States Secret Service တို့ ဒီအဖွဲ့တွေမှာပါလာမှာဖြစ်ပါတယ်သူကတော့ဒီ USSS ဆိုပြီးတော့အတူကောက်ခေါ်တာပေါ့နော်သူက CIA နဲ့မတူပါဘူးသူကဒီအမေရိကန်မှာတော့အလုပ်နှစ်ခုလုပ်ပါတယ် United States Secret Service ကအလုပ်နှစ်ခုလုပ်တယ်ပထမတစ်ခုကကျွန်တော်တို့မြင်နေရတဲ့သမရတွေဒုသမရတွေနောက်ပြီးတော့သူတို့ရဲ့မိသားစုတွေဘေးနားမှာလိုက်တဲ့လုံခြုံရေးတွေနောက်ပြီးတော့ဒီ body guard တွေပေါ့နော်ဆိုတော့အဲ့ဒီဟာတွေက United States Security Secret Service ကနေ United States Secret Service ကနေတာဝန်ယူပါတယ်ဒါကသူလုပ်တဲ့ပထမတစ်ခုပေါ့နော်ဒုတိယတစ်ခုကကျွန်တော်တို့ ငွေကြေးခွာချမှုတို့နောက်ပြီးတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့လိန်နေတာတို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးတာစုံစမ်းထောက်လှမ်းတဲ့ကိစ္စတွေဒီ United States Secret Service ကနေပြီးတော့တာဝန်ယူပါတယ်ဆိုတော့အခုကိစ္စမှာအခုဒါဒီ online လိန်လည်မှုတို့ကြားဖြန်တို့နဲ့ပတ်သက်ပြီးတော့တာဝန်ယူမှာကြောင်းမလို့သူကဒါဒီ USSS ပေါ့နော် United States Secret Service ကဒီထဲမှာပါလာတာပါကျွန်တော်အခုသူတို့ဖွဲ့လိုက်တဲ့အဖွဲ့ကတော့ scam center strike force ဆိုပြီးတော့ခေါ်တာပေါ့နော်ကျွန်တော်တို့ မြန်မာလိုပြန်ရင်တော့လိမ့်လေလှည့်ပြောင်းမှုဌာနများတိုက်ဖြစ်ရေးအဖွဲ့စသဖြင့်ဘာသာပြန်နိုင်နိုင်မယ်ထင်ပါတယ်ဒါပေမဲ့ဒီမှာကျွန်တော်ကတော့ဒီကြားဖြန့်တိုက်ဖြစ်ရေးအဖွဲ့လိုပဲနားလည်လို့ရအောင်ဘောနော်နားလည်လို့ရအောင်ဘာသာပြန်ပါမယ်ဆိုသူကအခုသူတို့သတင်းစာရှင်းလင်းပွဲမှာပြောသွားတော့ရောထုတ်ပြန်ခြင်းတွေမှာပါတာရောကသူတို့အခုအလုတ်စလုံနေပြီဘောနော်သူတို့သတင်းစာရှင်းလင်းပွဲမှာကလေးကစပြောကလေးကစထောင်းနေဒီအဖွဲ့ကိုစဖွဲ့တယ်ပြီးတော့ဒီတိုက်ဖြစ်ရှင်းလေးကိစ္စတွေကိုစလုံနေပြီကျွန်တော်တို့ပြောတယ်အခုကြားဖြန့်နေပတ်သက်ပြီးတော့ သူတို့ထုတ်ပြန်ချက်ထဲမှာပါတစ်ခုပါတယ်လေဒီကိစ္စကကျွန်တော်တို့တချို့စမ်းမယ်ဆိုရင်စမ်းကြည့်လို့ရမယ်ထင်ပါတယ်အဲ့ဒါကလိန်လေခံရပြီဆိုလို့ရှိရင်သူတို့ကိုအဲ့လိန်လေကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ကြားလို့ရတယ်ဆိုတဲ့ဟာကိုလည်းထည့်ထားတာတွေ့ရပါတယ်ဆိုတော့အဲ့ဒီအဲ့ဒီလိပ်စာပေါ့နော်တိုင်ကြားလို့ရတယ်ဆိုတဲ့လိပ်စာကိုတော့ကျွန်တော်အောက်မှာ description ထဲမှာထည့်ပေးပါမယ်ဆိုတော့ကျွန်တော်ကိုကိစ္စဖြစ်ဘလို့ဖြစ်တယ်ဘလို့ဘဲကောင်းတယ်လိန်လေဆိုတာမျိုးတွေကိုတော့အဲ့ဒီထဲမှာပြောပြလို့ရမယ်ထင်ပါတယ်ဆိုတော့သူဒီထုတ်ပြန်ချက်ထဲမှာပါတာပါဆိုတော့ကိုတို့သူတို့က ဒီလိန်လေခံရတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဒီစုံစမ်းစစ်ဆေးမှုတွေစနိုင်ပေါ့နော်ခြေရာခံမှုတွေစနိုင်ပြီးဆိုပြီးတော့ပြောတယ်ပြီးတော့အခုအချိန်ထိသူတို့လုတ်ထားတာဆိုလို့ရှင်အမေရိကန်ဒေါ်လာတန်း400လောက်သိန်းစီပြီးသွားပြီဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့အဲ့တန်း400ထဲမှာတန်း80လောက်ပေါ့နော်အဲ့လောက်ကတော့တချို့ခံခံရတဲ့လူတွေကိုပြန်ပေးပြီးပြီဆိုပြီးတော့သူကထုတ်ပြန်ကြတဲ့မှာပြောပါတယ်ဒါမဲ့ ပြန်ပေးတာလေကျွန်တော်တို့ရှိတောင်ရှာကလူတွေတော့မပါတော့ပါဘူးသူပြောတော့အမေရိကန်ပြည်သူတွေကိုပြန်ပေးတာပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အများကြီးလိန်နေခံရတယ်အများကြီးပေါ့နော်တချို့ဆိုဘလို့လိန်သွားမှတော့မသိလိုက်ဘူးကိုယ်အကောင့်တွေကပတ်စံတွေပါသွားတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ဘယ်တော့မှပြန်ရနိုင်လိမ့်မယ်တော့မထင်ပါဘူးဆိုတော့အမေရိကန်မှာတော့အခုပြန်ပေးနေပြီဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့ကျွန်တော်တို့သူတို့ထုတ်ပြန်ချက်ထဲမှာနောက်ထပ်ပါပါသေးတယ်ဆိုတော့အခုကြားဖြန့်တွေကိုတုံးတဲ့ website တွေပေါ့နော်ကျွန်တော်တို့ website တွေဆိုလို့ရင် Microsoft ပုံစံဟန်ဆောင်တဲ့ website တွေ နောက်ကစာလုံးလေးနှလုံးလောက်ပဲပြောင်းထားတာမျိုးတွေစင်တူဖြစ်အောင်လုပ်ထားတာတွေပုံမှန်အင်တာနက်သုံးတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ဒါ media literacy digital literacy လို့ခေါ်တာပေါ့နော်အင်တာနက်ပေါ်မှာသတင်းချဲ့လက်နဲ့ပတ်သက်တဲ့အသိပညာအားနည်းတဲ့သူတွေဆိုလို့ရှိရင်ရုပ်တရက် website တခုဖွင့်လိုက်လို့ရှိရင်ဟိုသတိမထားမိလို့ရှိရင်လင်ခံရဖို့ကိစ္စကຢາກໄນຕົໂຕຍາပါတယ်ဆိုတော့အခုတော့ဒါသူတို့အဲ့လိုမျိုး website တွေကိုလည်းပိတ်သိမ်းပစ်ထားတယ်လို့ပြောတယ် internet ချိတ်ဆက်ထားတဲ့ဂျိုရုတွေကိုလည်းသူတို့ပိတ်တယ်လို့ပြောတယ်ကျွန်တော်တို့မှာအာပြီးခဲ့တဲ့လပိုင်းတွေကို starling ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ပိတ်တာမျိုးကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ဒါစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပေါ့နော် FBI agent တွေကိုကျွန်တော်တို့ထိုင်းကိုတာဝန်ချလိုက်ပြီးဆိုပြီးတော့သူတို့ထုတ်ပြန်ချက်တွေမှာထည့်ထားပါတယ်ဆိုတော့ FBI agent တွေအခုဘန်ကောက်ကိုရောက်နေပြီဆိုတော့ကျွန်တော်တို့ဒီမှာနားလည်ရပါတယ်ဆိုတော့ဒါကသူထုတ်ပြန်ချက်တွေကသကလုံးပေါ့နော်ဆိုတော့သူထုတ်ပြန်ချက်တွေကသကလုံးအတိအကျကိုကျွန်တော်တို့ဒီမှာကြည့်ကြအောင်ပါတိုက်ဖြည့်ရေးအဖွဲ့ဒီမြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိန်လေလှည့်ပြားသည့်လုပ်ငန်းများကိုတိုက်ဖြစ်ရန်အတွက်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏စစ်စင်ရေးဌာန War Room အထူးတပ်ဖွဲ့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် FBN အေဂျင့်များကိုဘန်ကောက်မြို့သို့စေလွှတ်ခဲ့သည်ဆိုပြီးတော့သူထုတ်ပြန်ကြတဲ့မှာရေးထားပါတယ်ဆိုတော့ကြောင့်ကျွန်တော်တို့အခုဒီမှာနားလည်ရတာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကြားဖြန့်ကိစ္စမှာ American FBN အေဂျင့်တွေပါလာပြီဆိုတာပါပဲကျွန်တော် channel ကိုတော့ရှောက်ကြည့်လာတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကြားဖြန့်ကိစ္စကိုဟိုးအစောပိုင်းကလေးကပြောလာတာတတိထားမိကြပါလိမ့်မယ် ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ပြောလာတဲ့အချိန်တုန်းကတည်းကပို့ပြီးတော့အချိန်မြင့်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ချက်ချင်းတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဘုံကြီးဆော့ချစ်သူနဲ့ပတ်သက်ပြီးတော့ပြောလုံးကဆိုလို့ရှိရင်အဲ့တုန်းကအဲ့လောက်ထိတောင်အာယုံမစိုက်ကြသေးတဲ့အချိန်မှာဆိုတော့နောက်ပိုင်းမှာတော့ဘုံကြီးဆော့ချစ်သူနဲ့ပတ်သက်လို့အာယုံစိုက်တာတော့တွေ့တယ်ချက်ချင်းတုန်းကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့မှုတွေလုပ်လာတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုဆိုလို့ရှိရင် FBI တွေပါကျွန်တော်တို့ပါလာတာကိုမြင်နေရတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကိစ္စကဟိုပြောသလောက်လေလွယ်မယ်တော့မထင်ပါဘူး ဘာလို့လဲဆိုတော့သူတို့ကအခုကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်ဗမွေးဆော့ချစ်သူဆိုတာဒါအာနာဒင်းစက်ကောင်စီကောင်းဆောင်ပေါ့နော်ဒါကိုတိုင်သူ့ကိုဂုံပြုအထူးဂုံပြုပေးအပ်လို့ဘာလို့ပေးထားတဲ့လူမျိုးပါဆိုတော့ဒါမျိုးတွေကိုလှုပ်ဖို့ကြတော့အဲ့ဒီအဖွဲ့တွေကိုလက်ခံထားတဲ့နိုင်ငံအုပ်ချုပ်သူအာနာပိုင်းတွေပါဝင်မှကိုရမယ်ကိစ္စမျိုးပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့တော်ယုံလွယ်လွယ်ကူကူတော့ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်နောက်တစ်ခုကကြတော့ဒါက ဒီရှေ့ကကျွန်တော်တို့မြင်ခဲ့တဲ့ကြားဖြန့်ကောင်းဆောင်ပေါ့နော်ဘမူယူဝေဆန်ဒီအပေါ့ဒီမီချင်းချန်တို့သူ့ကိုဖမ်းငယ်တုန်းကပုံစံကိုကျွန်တော်တို့ပြန်ကြည့်လို့ရပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီမှာတချို့မိကြတဲ့မိကုံကဒီဘမူယူဆော့ချစ်သူတို့ရှုကုတ်ကိုဥဆောင်တဲ့သူတွေဒီဂီဘီဥဆောင်တဲ့သူတွေကောင်းဆောင်တွေဟာကျွန်တော်တို့အပေါ်မှာမြင်ခဲ့တဲ့ကိုကန့်ကြားဖြန့်ကောင်းဆောင်တွေလို့ဖြစ်လာနိုင်သလားဆိုရင်မိကုံကလည်းရှိနေတယ်ဒီမှာကျွန်တော်တို့ပြန်ကြည့်လိုက်လို့ရှိရင်အပေါ်ကကိုကန့်ခေါင်းဆောင်တွေတုန်းကတရုတ်ကသူတို့ဖမ်းဝရမ်းထုတ်ခဲ့မှုပါတယ်ဆိုတော့ ကျွန်တော်ဓာတ်ပုံတွေအဲ့တုန်းကဆိုအများကြီးပြန်နေတယ်ဗောနော်တရုတ် internet ဒီပုံမှာရောဒီကျွန်တော်တို့မြန်မာသတင်းဌာနတွေကလည်းဒီကိစ္စကိုအများစုအဲဒီတရုတ်သတင်းဌာနတွေစီပါယူပြီးတော့ရေးကြတော့မှာသူတို့ဓာတ်ပုံတွေဆိုတော့ကျွန်တော်တို့မမြင်ချင်မှအဆုံးပါပဲသူတို့အဲ့ဒါကြောင့်မလို့သူတို့ကိုတရုတ်ကဖမ်းမနှထုတ်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်ဗောနော်ဆိုတော့အခုချိန်အထိကျွန်တော်တို့သိရတယ်လို့ဆိုလို့ရှိရင်တရုတ်အနေနဲ့ဘုံမီဆော့ချစ်သူတို့ကိုဖမ်းမနှထုတ်ထားတာမျိုးမတွေ့ရသေးဘူးဒါကြောင့်မို့လို့သူမေးကြတယ်မေကွန်ကချက်ကောင်စီကဘုံမူရှော့ချက်သူတို့ကိုဖမ်းပြီးတရုတ်လက်ထဲကိုပဲပေးလိုက်မလားဆိုတာမျိုးတချို့ မေးကြတာမျိုးပြောကြတာမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့အခုအချိန်တွေကအဲ့ဒီအဆင့်လောက်ထိကိုမရောက်သေးဘူးဆိုတာမျိုးကိုကျွန်တော်အဲ့လိုတော့မြင်ပါတယ်ဒါပေမဲ့တရုတ်ကတော့ပြောလို့မရဘူးပေါ့နော်အခုကျွန်တော်တို့ချက်ချက်ချင်းကိုဘန်းခေါ်တာပြီချက်ချက်ချင်းတရုတ်ကိုရောက်တော့ပြီအဲ့ဒီကနေဒီဝမှုရှော့ချက်သူတို့ကိုဘန်းမန်းထုတ်တာမျိုးဖြစ်လာမလားမပြောနိုင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အခုအချိန်ထိတော့ကျွန်တော်တို့အပေါ်ကကုကန့်ကြဖြန့်နေပုံစံမျိုးတရုတ်ကဘန်းမန်းထုတ်တာမျိုးကျွန်တော်တို့မမြင်ရသေးပါဘူးဆိုတော့အဲ့ဒီဟာကိုတော့ကျွန်တော်တို့ဟိုစောင့်ကြည့်ရမှာပေါ့နော်ဆိုတော့အခုက um နောက်တစ်ခုကကျွန်တော်ဒီမှာမြင်နေရတဲ့နောက်တစ်ခုကကျတော့အပေါ်ကကိုကန့်ချဖြန်နေတဲ့မတူတဲ့ကိစ္စကအဲ့တုန်းကတရုတ်ကပဲကင်တွေ့တယ်ပြီးတော့သူတို့လိုချင်တာလည်းတရုတ်ကပဲဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့တရုတ်ကဖောင်းကန်းထုတ်ပေးတယ်ဒါပေမဲ့အခုကိစ္စကကျတော့တရုတ်တစ်ခုတည်းနဲ့မကတော့ပဲနဲ့ဒါအမေရိကန်ကပါဒီပါလာပြီဆိုတာမျိုးကျွန်တော်တို့မြင်ရတာပေါ့ပြောရရင်တော့ FPN ကလည်းပါလာပြီ FPN တွေထိုင်းကိုရောက်နေပြီဆိုတော့ဒီကိစ္စမှာအမေရိကန်ပါလာပြီဖြစ်တော့တရုတ်တစ်ခုတည်း မဟုတ်တော့ဘူးเนาะဒီမုံမူကြီးဆော့ချစ်သူတို့ရှုခုကိုလိုနဲ့ပတ်သက်လို့အမေရိကန်ရောတွေ့ပြီးတော့ပါလာပြီဆိုတော့ကျွန်တော်တို့မြင်ရတာပါဒါကအပေါ်ကဒီကိုကန်ကြပြန်ခေါင်းဆောင်တွေနဲ့မတူတဲ့တစ်ချက်ပါဆိုတော့ဒီမှာကျွန်တော်တို့ဟိုထုတ်ပြန်ချက်တွေကအချက်တချက်နဲ့ကျွန်တော်ဒီသတင်းဆောင်ပေါ်လေးကုန်းချုပ်ချင်ပါအဲ့ဒါကထုတ်ပြန်ချက်တွေမှာဘယ်လိုရေးထားတယ်လဲဆိုတော့လိန်လေမှုဌာနတိုက်ဖြည့်ရေးအဖွဲ့အနေနဲ့အရှိတောင်အရှာမှာရှိနေတဲ့လိန်လေလှည့်ဖျားတဲ့အဖွဲ့အစည်းတွေကိုစုံစမ်းစစ်ဆေးနေပါတယ်တိုက်ဖြည့်ရေးအဖွဲ့ဝင်တွေအနေနဲ့ကမ္ဘောဒီးယားလာအိုနဲ့မြန်မာနိုင်ငံတို့မှာလှုပ်ရှားနေတဲ့ တရုတ်ရာဇဝတ်အဖွဲ့အစည်းရဲ့အဓိကခေါင်းဆောင်တွေကိုပေါ်ထုတ်ဖန်းစီပြီးတော့တရားစီရင်နိုင်မှုအလေးထားဆောင်ရွက်နေတယ်ဆိုပြီးတော့ထုတ်ပြန်ချက်ထဲမှာရေးထားပါတယ်ခင်ဗျာအစားဆုံးနောက်ဆက်ပေးကြတာကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ